လုံခြုံရေးပိုင်းမှာမူရှန်တို့ဖွဲ့ကစန်းရှန်နဲ့လီရွှန်တုံတို့ကိုတွားခဲ့ကြတယ်။သူတို့ဖွဲ့ကမြူကိုးတင်နဲ့ပြင်းထန်နေတဲ့တောထဲမှာလူစုကိုရွာကြတယ်။မူရှန်နဲ့လော်လီကတော့တူတူပဲ။ဒါပေမဲ့သူတို့နှစ်ယောက်ကိုမူလောင်ကြီးတို့အဖွဲ့ကချိုယူနဲ့မောက်ကြောင်ကဝေပြီးတော့တိုက်ခိုက်ခဲ့တယ်။ဗီဒီယိုလေးမစခင်ကျွန်တော်လည်း subscribe နိုင်ပြပါအားလုံးကျေးဇူးတင်ပါတယ်။အခုဆိုရင်မူရှန်ရဲ့တိုက်ခိုက်မှုကြောင့်မောက်ကြောင်ကတော်တော်လေးကိုဒဏ်ရာရနေပြီးတပ်ဖက်မှလည်းလော်လီရဲ့ဒါကြောင့်ချိုယူကလက်တစ်ဖက်ပြတ်သွားပြီးချိုယူကတော့မြေပေါ်မှာလဲနေတယ်။ မူချန်ကမောက်ကြံဆွဲလိုက်ပြီးခြူရဲ့ဘီနားမှာပစ်ချလိုက်တယ်။သူတို့နှစ်ယောက်ကတော်တော်လေးကိုဒဏ်ရာရသွားပြီးဒါကိုမူချန်ကပြောတယ်။ဒီတိုက်ပွဲရဲ့အဆုံးသတ်ကမင်းတို့မျှော်လင့်ထားတာနဲ့မတူဘူးဟုတ်လား။ဟိုနောက်ကောင်ကမူချန်တို့နှစ်ယောက်ကိုတော်တော်လေးလမ်းဖြတ်နေတယ်။ဒါကိုခြူယူကပြောတယ်။အရန်လဲဝမ်းတမနေနဲ့အောင်ဒီတစ်ခါမင်းတို့အလုံးလုံးဝကိုမလွတ်မြောက်စေရဘူး။မူချန်ကပြောတယ်။မင်းတို့ရဲ့အစီအစဉ်ကိုငါ့ကိုအကလုံးပြောပြ။ခြူယူကပြောတယ်။ပြောပြရမယ်ဟုတ်လား။လဲတာပေးလိုက်။မူချန်ကမောက်ကြံပြောတယ်။ မင်းလည်းပြောမပြောဘူးဆိုရင်မင်းလည်းခြူယူလို့ဖြစ်သွားလိမ့်မယ်။မောက်ကြောင်ကတော့တော်တော်လေးကိုလမ်းဖြန့်သွားတယ်။ပြီးတော့သူကပြောတယ်။ငါးစီကနေတရင်နေရဖို့မျှော်လင့်မနေနဲ့။မိုးလောင်ကြီးကမင်းတို့ရှင်လို့ရတဲ့သူမဟုတ်ဘူး။မင်းတို့နှစ်ယောက်ငါတို့ကိုအခုလွတ်ပေး။ဒီနေရာကနေမင်းတို့ထွက်သွားဖို့အချိန်မီသေးတယ်။မင်းတို့ဒီမှာစတင်နေမယ်ဆိုရင်မိုးလောင်ကြီးလက်ထဲကိုရောက်သွားရင်မင်းတို့တယောက်မှအသက်ရှင်တော့မှာမဟုတ်ဘူး။ဒါကိုမူချန်ကပြောတယ်။ "तू ဘာတွေလုပ်ဖို့စီစဉ်နေလဲ?"ခြူယူကပြောတယ်။ "तू စီစဉ်နေတာကတော့မင်းတို့အားလုံးကိုတတ်ဖို့ပဲ။" အဲ့ဒီနီလန်အတိုင်းနဲ့ဆိုရင်ကျောင်းကလည်းတော်တော်လေးကိုထိခိုက်နင်းနာမှုတွေများလိုက်မယ်အဲ့ဒီအချိန်ကျရင်ငါတို့မိဆာနဂါနန်းတော့ရဲ့ဂုံကလည်းမြင့်တက်လာလိုက်မယ်မူချန်ကပြောတယ်ငါတို့ကိုတတ်လို့ရမယ်များထင်နေလားအပြေးပေးခြင်းခံမကအစင်မြင်အဆောက်အချောက်တွေလည်းပလာတော့မူလောင်ကြီးကဘလောက်ပဲအစွမ်းထက်နေပါစေလွယ်လွယ်နဲ့ငါတို့ကိုတတ်လို့ရမှာမဟုတ်ဘူးမောက်ကြံကပြောတယ်မင်းတို့ကမူလောင်ကြီးအကြောင်းကိုနားမလည်ဘူးအခုဆိုရင်သူကလင်ကြမ်းနဲ့တော့တိုက်ခိုက်နေတော့ပြီငါရဲ့ခန့်မှန်ချက်အရာဆိုရင်လင်ကြမ်းကရှုံးနေသွားတော့ပြီ ຈັນແນອສောက်ຊောင်းຫນ້າຍອອກဖြစ်တယ်ກູຕ້ງຍັນແນຈောင်ຈင်းຊັນໂຕກໍມູກູນະກໍຊົ່ງໂຕຍຕາຊິມູໂຄຄັນນິຍາລောက်ບີຕະລຸລະແທ້ກະນິລົດຕົວຍິນນໍມູລອງຈີກະກູຕ້ງຍັນໂຕກໍຕາຄາຍມາເບເອອະລະສູຍິນບະດູມາລົມຍ້ານຫນ່າຍດໍມາບໍ່ຫມົກບູເມນໂນອສວນລောင်ແນຊັນຊັນແນລີຊວນຕົງໂຕກໍແກຕິນໄລລູຍາມແມຍາມາທິນແນຕະລຸຫນ້າຍອອກກະມູລອງຈີຍະເມິດສະນະກາອໄສກໍມີຖ້າແດອະກູດໍຕະລຸກະອະກູຈີເມ້ນິຈາບີຕະລຸກໍແກລູຍາຍິນດໍມາອະຕົງວິນດໍມາບໍ່ຫມົກບູດີສະກາໂອຈາດໍລໍລີກະມູຊາອຸເມດແດ မူချန်ငါတို့အခုဘယ်လိုလုပ်ကြမလဲမူချန်ကတစ်ချက်စဉ်းစားလိုက်တယ်ပြီးတဲ့သူကဟုတ်နှကောင်ပြောတယ်ဆန်ရှန်နဲ့လီရှန်တို့တို့ရှိတဲ့နေရာကိုသူတို့တီးလိုက်မယ်နဲ့သူတယ်မောက်ကြံကပြန်ပြောတယ်သူတို့ကိုကယ်ဖို့စူးစမ်းမလို့လားသူတို့အစိမ့်မိနေကြတာနော်သူတို့ကိုကယ်နိုင်ရင်တော့မှအတုံးဝင်တဲ့သူပြန်ပြီးဖြစ်လာမှာမဟုတ်ဘူးမူချန်ကသိမ်းသွားတယ်အဲ့ဒီကိစ္စကမင်းတို့နဲ့ဘာမှမဆိုင်ဘူးသူတို့ရှိတဲ့နေရာကိုပဲပြောဖို့လိုတယ်အကယ်၍မင်းတို့ခေါ်သွားတဲ့လမ်းကြောင်းကမှားနေတယ်ဆိုရင်တော့မင်းတို့တွေသေဖို့တာပြင်ပြီးတော့ ဒီနှစ်ယောက်ရက်ဆက်တဲ့ဆိုတာကိုမောက်ကြံကကောက်ကောက်ကြီးသိတယ်အဲ့တော့သူကပြောတယ်မင်းကငါလမ်းပြပေးမယ်ဒါပေမဲ့ငါအသက်ကိုတော့ချမ်းသာပေးပါမူချံကမဲ့ပြုံပြုံလိုက်တယ်ဒါကတော့မင်းရဲ့လှုပ်ဆောင်ချက်ပေါ်မှာမူတည်တယ်အခုမင်းတို့တွေငါတို့ကိုလမ်းပြလို့ရပြီအဲ့တော့မှအဲ့ဒီနှစ်ကောင်ကအရှိကနေလမ်းပြပေးတယ်မူချံတို့ကအနာကောင်နေလိုက်သွားတယ်သူတို့လေးယောက်ကမြူကိုးတွေပြည့်နှက်နေတဲ့တောအုပ်တွေကိုပြေးဝင်သွားကြတယ်သူတို့ကတော့တောင်တဲခုပေါ်မှာလူတယောက်ကထိုင်ပြီးတော့ကြေးနေကြတယ်သူကပြောတယ် အဲ့ဒီနေရာကခြူယူနဲ့မောက်ကြံတို့တွားရမယ့်နေရာမဟုတ်ပါဘူးဒီအတိုင်းဆိုသူတို့ကအဖမ်းခံလိုက်ရပြီနဲ့သူတယ်ဒါဆိုရင်သူတို့ကဆန်းရှန်းနဲ့လီရွှံတို့ကိုကယ်ဖို့တွားနေကြတာပဲတကယ်တော့အဲ့ဒီလူကစူလက်ဖုတ်ပြပေါ်မှာဝိညာဉ်အစီမံဆရာတယောက်ဖြစ်တဲ့ဝူကြားပဲတနေရာမှာတော့ဝူကြားစီမံထားတဲ့ဝိညာဉ်အစီမံထဲမှာလူ၃ယောက်ကမိနေတယ်အဲ့ဒီလူတွေကတော့ဟီရောက်စူရွှံနဲ့ရွှယ်ဟန်တို့ပဲသူတို့တွေမြူကိုတော့အုပ်တဲ့ဝင်တော့ကတယောက်တနေရာစီပဲဒါပေမဲ့ခန္ဓာလေးအတွင်းမှာပဲပြန်ပြီးတော့စုမိသွားတယ် ပြန်ဆူးပြီးတော့လဲဝူဂျာရဲ့ဝိညာဉ်အစီမံတန်းမှာဖိမိနေကြတယ်ဝူဂျာကထိုင်နေရကနေမတ်တက်ရလိုက်တယ်သူကပြောတယ်ဆန်းရှန်နဲ့လီရွှန်သုံးလုံးနဲ့ရှိရင်ဒီသုံးယောက်ကဘာမှတိတ်ပြီးတော့မစွန့်ကြဘူးအဲ့တော့ဒီသုံးယောက်ကိုသူကခဏလွှတ်ထားလိုက်တယ်ပြီးတော့မူချန်တို့နောက်ကိုလိုက်သွားတယ်ဝိညာဉ်အစီမံနဲ့ဝူဂျာကဝေးသွားတဲ့အတွက်ကြောင့်ဝိညာဉ်အစီမံကတဖြည်းဖြည်းနဲ့အားနေလာတယ်ဝိညာဉ်အစီမံအားနေလာတဲ့အတွက်ကြောင့်မိနေတဲ့သုံးယောက်ကသူတို့ရဲ့စွန့်အင်းတွေကိုတုံပြီးဖောက်ထွက်ဖို့ကြိုးစားတယ်မောက်ကြံကတော့မူချန်တို့ကိုလမ်းပြပေးနေတယ် ချိုယူကသွားပြီးတော့ကလန်ကဆန်လှုပ်လို့မူချန်ဆော်လိုက်တာဟိုကောင်မေလဲသွားတယ်။ဒါလိုပဲမောက်ကျန်လန်ပြားနေရင်းနဲ့တဏျာရောက်တော့မြူကိုးတွေတည်းကနေအလင်းနန်းနေပြေးထွက်လာတယ်။မူချန်ကလော့လီရခါလေးကိုဖတ်ပြီးတော့ဘေးကိုရှောင်လိုက်တယ်။သူတို့ရှောင်လိုက်တဲ့နေရာကိုအလင်းနန်းနေရာတိုက်ခိုက်တယ်။ဒါကိုလော့လီကသူ့ရဲ့ဓာတ်ရှိကိုထုတ်ပြီးအလင်းနန်းအကလုံးကိုဓာတ်နဲ့ရိုက်ပြစ်လိုက်တယ်။တိုက်ခိုက်မှုပြီးသွားတာနဲ့ဝူကြားကမြူကိုးတွေတည်းကနေထွက်လာတယ်။သူကပြောတယ်ချူယူနဲ့မောက်ကျန်ကဒီကြောင်းသားနှစ်ယောက်ရဲ့လက်ထဲမှာကြာရှုံးသွားမယ်လို့လုံးဝကိုမျှော်လင့်မထားဘူး။ ဒီအချိန်မှာတော့ဝူဂျာကဝိညာဉ်အစီအမံတစ်ခုကိုဖန်တီးပြီးသွားပြီးမူချန်ကပြောတယ်စူလက်ဘုတ်ပြဘော်ကအစ်စ်ငါဝူဂျာမူချန်ကမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်ဝူဂျာကပြောတယ်မင်းတို့နှစ်ယောက်ဒီမှာခဏလောက်ရပ်ပါအောင်ရှေ့ဆက်သွင်းမယ်ဆိုရင်ငါလည်းမင်းတို့ကိုတားဆီးရလိမ့်မယ်မူချန်ကတားခတ်ဖို့အစင်နှစ်ပြင်လိုက်တယ်ဒါကိုလော်လီကအရှိ့ကိုထွက်သွားတယ်သူ့ကိုငါတားလိုက်မယ်ဆန်ရှန်တို့နှစ်ယောက်ကိုအရင်သွားပြီးကဲလိုက်ပထမတော့မူချန်ကလော်လီကိုတယောက်တည်းမထားခဲ့ခြင်းဘူးသူကခြေတုံချားတုံဖြစ်နေတယ်လော်လီကပြောတယ် ငါကိုယုံပါအဲ့တော့မှမူချန်ကလော်လီကိုယုံပြီးတော့သူကပြောလိုက်တယ်တရီလက်ထအောင်ပြီးတာနဲ့ဆန်ရှန်လို့ရှိမဲနေအောင်သူကပြီးသွားလိုက်တယ်မူချန်ပြေးသွားတာကိုမြင်တော့ဝူချာကပြောတယ်မင်းကဘယ်သွားမလို့လဲခဏကသူလာနေတော့ကဝိညာဉ်အစီမံတစ်ခုကိုလှုပ်ထားတယ်အဲ့ဒီဝိညာဉ်အစီမံကိုမူချန်ပြေးသွားတဲ့ဘက်ခြမ်းကိုလှမ်းပြီးပြစ်လိုက်တယ်ဒါပေမဲ့လော်လီရဲ့ဒါကြကြောင့်ဝိညာဉ်အစီမံတွေကဘေးကိုလွန်ထွက်ကုန်တယ်မူချန်ကသူပြေးသွားတော့မောက်ချန်ကဘာဇက်ကနေကင်ပြီးတော့ဆွဲလာတယ်အဝေးတက်နေရကိုရောက်သွားတယ် ဒါပေမဲ့လော်လီကိုတတ်ခိုင်းနေတဲ့စွမ်းအင်တွေကတော့သူခံစားမိတယ်။မူချန်ကမောက်ကြံပြောတယ်။မင်းငါကိုဖုံးကွယ်ထားတာတခုခုရှိနေတဲ့ပုံပဲ။ဒါကိုမောက်ကြံကခေါင်းခါပြတယ်။မူချန်ကဆက်ပြောတယ်။ဘူဂျားကငါတို့သွားမယ့်နေရာကိုဘယ်လိုသိနေတာလဲ။မင်းသူ့ကိုတရင်ပို့လိုက်တာလား။မူချန်ရဲ့စကားသံကတော်တော်လေးကိုမာသွားတယ်။စွမ်းအင်တချို့ကလည်းခန္ဓာကိုယ်ကနေထုတ်ပြလိုက်တယ်။ဒါကိုကြည့်ပြီးမောက်ကြံတော်တော်လေးကိုလန့်သွားတယ်။သူကပြောတယ်ဒီနေမြေတဲကမြူတော်တွေထဲမှာဟူကြကဝိညာဉ်အစီမံတွေကိုလှုပ်ထားတယ် အဲ့ဒါကြောင့်သူအားလုံးကိုခံစားလို့ရနေတာအဲ့တော့မှမူချန်ကဒီတော့ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်လိုက်တယ်သူမြင်လိုက်ရတာကအာယုံခံနိုင်တဲ့ဝိညာဉ်အစီမံတွေမူချန်ကလက်ကနေတစ်စိမ့်အနှံငယ်လှုပ်လိုက်တယ်စီးတစိမ့်တွေပေါ်လာတယ်ပြီးတော့သူတို့နှစ်ယောက်ကအဲ့ဒီစီးစဲတွေကြားမှာပျောက်ကွယ်သွားတယ်မူချန်ကကိုဖျောက်လို့ရတဲ့ဝိညာဉ်အစီမံကိုဖန်တီးပြီးသူတို့နှစ်ယောက်ကိုဘယ်သူမှမမြင်အောင်သူကလှုပ်လိုက်တယ်ပြီးတာနဲ့မောက်ကြောင်ပြောတယ်မင်းဆက်ပြီးလမ်းပြအောင်သူတို့နှစ်ယောက်ကလှိုင်ကောင်းတစ်ခုတည်းကိုဝင်သွားတယ်လှိုင်ကောင်းဆုံးကတော့တောင်ကြားတစ်ခုရှိတယ် ဒါကိုမောက်ကြာကပြောတယ်။စန်းရှန်နဲ့လီရွှန်သုံးတို့ကအဲ့ဒီတောင်ကြားမှာရှိဖို့များတယ်။ဒါပေမဲ့မြူတွေကအရန်ကိုထူထမ်းနေတော့သူတို့ကိုရှာသွေးဖို့ကခက်ခဲလွန်းတယ်။မူချန်ကခေါင်းညှိပြီးတော့လက်ကနေစွန်းရင်အနေငယ်ထုတ်လိုက်တယ်။ပြီးတော့မောက်ကြာကိုတစ်ချက်ချထည့်လိုက်တယ်။မောက်ကြာကမိတ်သွားတယ်။ပြီးရတဲ့မူချန်ကမောက်ကြာကိုဆွဲပြီးတော့အဲ့ဒီတောင်ကြားတဲ့ကိုပြေးဝင်သွားတယ်။တောင်ကြားတဲ့ကိုဝင်သွားတော့မြူကိုတွေကအရင်ကထက်ကိုပိုပြီးတော့ထူထပ်လာတယ်။ဒါကိုမူချန်ကသူ့ရဲ့အနှံ့ရောင်မိတော့တွေထောက်ပြီးတော့မြူကိုတွေကိုဘဲကိုပယ်လွှဲအောင်လှုပ်လိုက်တယ်။ သူက82နှစ်နဲ့သွားတော့တောင်ကြားထဲမှာနေရံတစ်ခုကနေဝိညာဉ်စွမ်းအလင်းနှန်းနေထွားပေါ်လာတာကိုမူချန်သတိထားမိလိုက်တယ်။အဲ့ဒီဝိညာဉ်စွမ်းအင်းတွေကသူ့အရင်ကတော်တော်လေးကိုရင်းနှီးခဲ့ဘူးတယ်။အဲ့ဒါကတော့ဆန်ရှန်တို့ပိုင်တဲ့အစွမ်းပဲ။သူအရှိကိုနည်းနည်းထက်သွားတော့ကြောက်ဆောင်တစ်ခုရဲ့ပုံမှာမတည့်ရနေတဲ့လူတယောက်ကိုတွေ့ရတယ်။အဲ့ဒီသူကတော့ဆန်ရှန်ပဲ။အနီးကပ်သွားကြည့်မှဆန်ရှန်ရဲ့တကူလုံးအကွာအကွာနေနဲ့အစိမ့်မိထားတာကိုသူသိလိုက်တယ်။ဆန်ရှန်ကမူချန်ကိုမြင်တော့ပြောတယ်။ဟေး မင်းကပတ်မှတ်ဆုံးရောက်လာမဲ့သူလို့ငါလုံးဝမထင်တာဘူး။မင်းကငါ့ကိုအံ့ဩသိမ်းအောင်လုံးနေတာပဲ။ဆန်းရှိုင်းကိုမြင်လာတဲ့မူချန်ကသူ့ဆွဲလာတဲ့ချူယူနဲ့မောက်ကြံကိုမြေကြီးပေါ်ပစ်ချလိုက်တယ်။မြေပေါ်ကျဝါတဲ့နှစ်ကောင်ကိုကြည့်ပြီးတော့ဆန်းရှိုင်းကပြောလိုက်တယ်။မောက်ကြံနဲ့ချူယူပလား။မင်းကအဲ့ဒီနှစ်ကောင်ကိုအနံယူလိုက်တာလား။မူချန်ကခေါင်းညှိပြတယ်။စီနီယာလင်ကျန်းနဲ့တခြားသူတွေလည်းဒီညကိုလာနေကြပြီ။ဒါပေမဲ့အခုလက်ရှိအခြေအနေကတော့တိတ်ပြီးတော့မကောင်းဘူး။ပြီးတော့ဆန်းရှိုင်းကိုမြည်တယ်။စီနီယာတို့နှစ်ယောက်ရောဘယ်လိုအခြေအနေရှိလဲ။ ဒါကိုဆန်းရှန်းကပြောတယ်အခြေအနေကတိတ်မကောင်းဘူးပြီးတော့သူကနေရာတနေရာကိုသွားတယ်လှန်ကိုတစ်ခုကိုတွေ့ရတယ်အထဲကိုဝင်သွားတော့မြေကြီးပေါ်မှာပုံပြီးလဲနေတဲ့လီရွှံတုံကိုမူချမ်းမြင်သွားတယ်လီရွှံတုံရဲ့ကိုယ်ပေါ်မှာအကွက်အကွက်တွေကဆန်းရှန်းထက်ကိုပူပြီးများတယ်ဒါကိုကြည့်ကျင်ရပြီးသူကအစိတ်ကိုပူပြီးမိထားတဲ့ပုံပဲမူချမ်းအနားကိုရောက်လာတော့လီရွှံတုံကစူးစမ်းပြီးမျက်လုံးဖွင့်ကြည့်တယ်မူချမ်းကပြောတယ်ဘာတွေဖြစ်ပျက်သွားတာလဲလီရွှံတုံကပြောတယ်မွေလုံးကြီးကငါတို့အတွက်အရင်ကတည်းကအစီအစဉ်ဆွဲခဲ့ထားတယ်လို့ပဲ သူ့ရဲ့အစွမ်းကကောင်းဝင်အပိသက်ခြင်းနောက်ဆုံးအဆင့်ကိုရောက်နေပြီအရင်တော့ကသူ့ရဲ့အစွမ်းကိုဖုံးခွဲထားပြီမဲ့သူ့ရဲ့ကြော့ဝင်တဲ့ကိုငါတို့ရောက်သွားတဲ့အခါမှာပဲသူ့ရဲ့အစွမ်းကိုထုတ်ပြလာတယ်ဒါအပြင်မိစ္ဆာကငကန်းနန်းတို့ကမိစ္ဆာအစိတ်ကိုပါယူလာခဲ့သေးတယ်ဒီအစိတ်ကအမြင့်ဆုံးစွမ်းအားကဖန်တီးထားသလိုအရန်လည်းပြင်းလွန်းတယ်အစိတ်မိမှကိုမကြောက်ပြီမဲ့ငါတို့ရဲ့စွမ်းအားတွေထုတ်သွင်းလို့မရတော့မှကိုပဲစိုးရိမ်မိတယ်မူချံမျက်လုံးပြူသွားတယ်ကောင်းဝင်အပိသက်ခြင်းနောက်ဆုံးအဆင့်ဒီစွမ်းအားကလင်ကျန်းတော့ရှင်လို့မနိုင်ဘူးမူချံကပြောတယ် အခုလက်ရှိအရေးကြီးဆုံးကဒီမိစ္ဆာနဂါအစိတ်ကိုဖယ်ရှားဖို့ပဲမိုးလုံးကြီးရဲ့အစွမ်းကကောင်းကင်အပိသချင်းအစိတ်ကိုရောက်နေပြီဆိုရင်တော့စီနီယာလင်ဂျန်တို့အတွက်လည်းအန်ဒီရများလိုက်မယ်ဒါကြောင့်တန်းနိုင်တယ်လောသူတို့ကိုခက်မြမြန်လေးသွားပြီးကူညီမှဖြစ်မယ်စမ်းရှန်ကစိတ်ပြက်လက်ပြက်နဲ့မြေပြင်မှာထိုင်ရှားလိုက်တယ်သူကပြောတယ်ဒီမိစ္ဆာနဂါအစိတ်ကိုအမြင့်ဆုံးစွမ်းအားပိုင်ရှင်တွေပဲဖယ်ရှားနိုင်တယ်ငါတို့အစိတ်လောင်းနဲ့ဒီအစိတ်ကိုဘာမှလုပ်လို့မရဘူးမူချန်ကမျက်မှောင်တစ်ချက်ကျောက်သွားတယ်ပြီးတော့သူကပြောတယ် ျွန်တော်စမ်းကြည့်လိုက်မယ်ကျွန်တော်ရဲ့ဝိညာဉ်စွာကထူဆန်းနေတော့အကျိုးသက်ရောက်မှုရှိမရှိစမ်းကြည့်ကြတာပေါ့ပြီးတော့သူ့ရဲ့ကိုယ်ထဲကနေကိုယ်နဲ့တန်ငှန်းနဲ့ပေါင်းစည်းထားတဲ့မီးတော့စွမ်းအင်ကိုထုတ်လိုက်တယ်ဒီမီးတော့ကမိဆာနဂါအစိတ်ကိုဖြည့်စည်းနိုင်တဲ့အစွမ်းရှိမယ်လို့သူယုံကြည်နေတယ်ဖိုးနှကောင်ကလည်းဘာမှလှုပ်လို့မရတာတည်းဆိုင်ရင်စမ်းကြည့်တာကပို့ပြီးတော့အကျိုးရှိလိုက်မယ်လို့တွေးလိုက်တယ်ပြီးတော့မူချံကိုကောင်းညှင့်ပြတယ်မူချံကစမ်းရှမ်းရဲ့အနာကိုသွားတယ်ပြီးတော့သူ့ရဲ့အနံ့ရောက်မီးတော့တွေကိုအရှိန်မြှင့်လိုက်တယ် ပြီးတာနဲ့ဆန်ရှန်ရန်ခေါင်းပေါ်မှာသူ့ရဲ့မီတော့အစွမ်းဦးတင်ပြီးတော့ဆန်ရှန်ရန်ကိုယ်တဲကိုစွမ်းအင်တွေကိုလဲပက်စေလိုက်တယ်ဆန်ရှန်ရန်ကိုယ်တဲကိုမူချန်ရဲ့အစွမ်းတွေဝင်သွားတာနဲ့မူချန်ကသွေးကြောတွေကိုလိုက်ပြီးတော့ဆန်းစေးကြည့်တယ်ဒီအစိတ်ဖြတ်သွားတဲ့နေရာကဝင်းညင်စွမ်းအင်အကလုံးကတုံးစားလို့မရတော့ဘူးမူချန်ကအစိတ်တွေရှိနေတဲ့သွေးကြောတွေကိုသူ့ရဲ့မီတော့နဲ့ရက်ပတ်လိုက်တယ်ပြီးတော့အစိတ်တွေကိုဖယ်ရှားဖို့စားသင့်ပြင်ဆင်တယ်မီတော့တွေဝင်လာတာနဲ့အဲ့ဒီအစိတ်တွေကလည်းပြန်ပြီးတော့ခုခန့်တယ်မူချန်ဘယ်လိုပဲလဲလို့ကိုနဲ့တန်ငှက်ရဲ့မီတော့တွေတော်မှာ ီအစိုက်တွေကိုဖယ်ရှားလို့မရနိုင်ဘူးအဲ့ဒါသတိထားမိသွားတော့မူချန်ကသူ့ရဲ့စွမ်းအင်တွေကိုပြန်ပြီးတော့တင်လိုက်တယ်မူချန်လည်းတော်တော်လေးကိုစိတ်ညစ်သွားတယ်မူချန်လှုပ်လို့မရမှန်တွေ့တော့ဟိုနှကောင်ကလည်းစိတ်ပြက်လက်ပြက်ဖြစ်သွားပြန်တယ်အစိုက်ကိုဘယ်လိုဖိရမလဲဆိုတာမူချန်စဉ်းစားနေတော့သူ့ရဲ့ခေါင်းထဲကိုအသွေးတစ်ခုဝင်လာတယ်သူကပြောတယ်ပိုပြီးပြင်းထန်တဲ့မိတော့မူချန်ကချက်ချင်းပဲသူ့လက်ကောက်ကိုသူကစွမ်းအင်တွေနဲ့ထည့်လိုက်တယ်အဲ့ဒီလက်ကောက်ထဲမှာဥပဖြစ်ပြောင်းလဲသွားတယ်ကိုယ်နဲ့တန်ငှက်ရှိနေတယ် မူချန်ကလက်ကောက်ထဲမှာရှိတဲ့ကိုနဲ့တန်ငှက်ရဥကိုတစ်ချက်လိုက်ချလိုက်တယ်။ဥကိုမြင်သွားတော့သူကပြောတယ်။ကိုနဲ့တန်မြ мян လေးမူချန်အစဲကိုဖြေဖို့ကိုနဲ့တန်ငှက်ကိုစင့်ခေါနေတဲ့အချိန်မှာတခြားနေရာမှာတော့တိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတယ်။လူတယောက်ကတောင်ထိပ်ပေါ်မှာလာပြီးတော့ရက်တယ်။ခန္ဓာကိုယ်တစ်ခုလုံးကလည်းသွေးနေနဲ့ပြင်းထန်နေတယ်။ဒဏ်ရာတွေကလည်းတော်တော်လေးကိုများတယ်။အဲ့ဒီတူကတော့လင်ကျန်းမိုးလောင်ကြီးကလင်ကျန်းကိုတစ်ချက်ချပြီးတော့ပြောတယ်။ဒုတိယတယောက်နဲ့တိုက်ခိုက်ရမယ့်အချိန်ရောက်ပြီ။ ပြီးတော့သူကတခြားတစ်ဖက်ကိုရှောက်ပြီးတော့ထွက်သွားတယ်။လှိုင်ကောင်းထဲမှာတော့မူချန်ကငှက်မကိုအကြီးကြီးခေါ်နေတယ်။ငှက်မကတော့သူ့ကိုဘာမှမတုံ့ပြန်ဘူး။အချင်းတော်တော်လေးကိုကြာသွားပြီးငှက်မကမူချန်ကိုဘာအဖြေမှမပေးဘူး။မူချန်ကပြောတယ်။ဒီအချိန်မှာငါနဲ့အဆက်သွယ်ဖြတ်လို့မရဘူး။ငှက်အစုပ်ပလုံအခုချက်ချင်းထွက်လာ။အရေးကြီးတဲ့အချိန်ဆိုရင်နေ့ကိုဘာမှဆက်သွယ်လို့မရဘူး။မူချန်ကဒေါရတကြီးနဲ့ငှက်မကိုဆေးဆုပ်နေတယ်။ဒီအချိန်မှာပဲလက်ကောက်ထဲမှာရှိတဲ့ဥကြီးကစသင့်တုံခါလာတယ်။ ပြီးတော့ခံရအမှတ်သားတွေကလည်းဥယျာဉ်အပြင်ဘက်မှာပေါ်လာတယ်ပြီးတာနဲ့ဥတ္တခုလုံကမိတော့တွေပေါ်လာတယ်ဒီတစ်ခါမှအနှက်ရောက်မိတော့မဟုတ်ဘူးခံရမိတော့ဖြစ်ကိုပြောင်းလဲနေပြီးမူချံကတော်တော်လေးပြော့သွားတယ်ဒါကထာဝရမိတော့ပဲဒီအချိန်မှာပဲအဲ့ဒီမိတော့တွေကသူ့ရဲ့လက်ဖွာဘုတ်ကိုရောက်ရှိလို့လာတယ်ခံရောက်မိတော့ကိုကြည့်ပြီးဆန်းရှန်းနဲ့လီရှန်တုံကလည်းကြောင်တောင်ဖြစ်နေတယ်မိတော့ကနှစ်ဖက်ခွဲပြီးတော့သူတို့နှစ်ယောက်ကိုရစ်ပတ်လိုက်တယ်ဆန်းရှန်းကပြောတယ်ဒါကဘယ်လိုမိတော့မျိုးလဲမူချံကဘာမှပြတ်မပြောဘူး ကျွန်တော်စားတော့မယ်နော်အခုတော့ဘာပြဿနာမှမရှိတော့ဘူးမူချန်ကပတ်မှတ်ဆုံးစမ်းရှမ်းရခန္ဓာကိုယ်ကိုမီးတော့တွေနဲ့ဖုံးအုပ်လိုက်တယ်ပြီးတော့အရှိန်မြှင့်လိုက်တာနဲ့မီးတော့တွေကပို့ပြီးတော့ပူပြင်းလာတယ်မီးတော့ရဲ့တန်ကိုစမ်းရှမ်းကအန်ချိတ်ပြီးခံနေရတယ်မူချန်ကပြောတယ်ခဏလောက်တော့တီးခန့်ပေးမီးတော့ရဲ့အပူချိန်ကြောင့်စမ်းရှမ်းရကိုယ်မှာရှိတဲ့အစိတ်ကွက်တွေကတဖြည်းဖြည်းနဲ့စူပွက်လာတယ်ပြီးတော့တဖြည်းဖြည်းနဲ့ပျောက်ကွယ်ကုန်တယ်၁၀မိနစ်လောက်ကြာသွားတော့စမ်းရှမ်းရကိုယ်ပေါ်မှာရှိတဲ့အစိတ်တွေကနည်းနည်းလေးမှမကျန်တော့ဘူး မူချန်ကမီးတော့ကိုပြန်ပြီးတော့ရောက်သိမ်းလိုက်တယ်။ဒီအချိန်မှာတော့ဆန်ရှန်ရဲ့ကိုယ်ထဲမှာတော်တော်လေးကိုများပြားတဲ့စွမ်းအင်စားသိမ့်ပြန်ပြီးတော့ဝင်ရောက်လာတယ်။ဆန်ရှန်ကတော်တော်လေးကိုပြော့သွားတယ်။မူချန်ကလီရွှန်တုံဘက်ကိုလှည့်ပြီးပြောတယ်။အခုစီနီယာအလှည့်ရောက်ပြီ။တအားလောက်ကြတော့လီရွှန်တုံရဲ့အစိတ်တွေလည်းပြေပြောက်သွားတယ်။မူချန်ကမီးတော့ကိုတစ်ချက်ကြည့်တယ်။ဒီမီးတော့ကိုသူကအပြေးဝထိန်းချိုးလို့တော့မရသေးဘူး။ဒါပေမဲ့အဲ့ဒါကိုသူကအံဖွဲလက်နှက်တစ်ခုအပြင်ဖန်တီးဖို့သူကစဉ်းစားလိုက်တယ်။ပြီးတော့သူကပြောတယ် ငါ့ကိုယ်ထဲမှာဒီမီတာကိုစမ်းပြီးတော့တင်ထားကြည့်မယ်။မူချန်ကခရင်ရောင်ထာဝရမီတာကိုသူ့ရဲ့ကိုယ်ထဲမှာတင်ထားဖို့အတွက်အနှဲရောင်မီတာတွေနဲ့ဖုံးအုပ်လိုက်တယ်။ပြီးတော့ခန္ဓာကိုယ်ထဲကိုဆုပ်ယူလိုက်တယ်။မီတာတွေနဲ့တန်းဆင်လိုက်တဲ့အစိတ်တွေကတော့လေပေါ်မှာပြန့်နှံ့နေတယ်။မူချန်ကအဲ့ဒီအစိတ်တွေအကလုံးကိုသူ့ရဲ့လက်ညှိုးထဲကိုစုစည်းလိုက်တယ်။မူချန်ရဲ့လက်ညှိုးထဲမှာရှိတဲ့ပထမအစိတ်ကအခုသူဆုပ်ယူလိုက်တဲ့မိစ္ဆာနဂါအစိတ်ထက်ကိုပိုပြီးတော့စွမ်းအားပြင်းတယ်။မူချန်ကစဉ်းစားတယ်ဒီအစိတ်ကိုဒါသူ့ရဲ့လက်ညှိုးထဲမှာစုစည်းလိုက်လို့ရှိရင် အရင်အစိမ့်နဲ့ပေါင်းပြီးငကူကထုတ်ပို့ပြီးတော့စွမ်းအားအပြင်းနဲ့အစိမ့်ဖြစ်သွားလိမ့်မယ်။စွမ်းအားလေးပြန်ပြေးလာတဲ့ဆန်ရှန်တဲ့လီရွှန်တုံကမူချန်ကိုကြည်သူတင်စကားပြောတယ်။မူချန်ကပြောတယ်။ဘာမှကြည်သူတင်မို့မလို့ဘူး။စီနီယာတို့နှစ်ယောက်ပြန်ပြီးတက်တာလိုက်ပြီးဆိုတော့အပြင်ထွက်ပြီးခက်မြမြန်လေးလှုပ်ရှားကြည့်ရအောင်။ဆန်ရှန်တဲ့လီရွှန်တုံလည်းခေါင်းထိလိုက်တယ်။ပြီးတာနဲ့လှန်ကူတွေကနေထွက်ပြီးလင်ချန်တို့သွားကူညီဖို့သွားစတင်ပြင်ဆင်ကြတယ်။မီရောရဲ့နေရာတစ်ခုမှာတော့အလင်းနဲ့နှူကတိုက်ခိုင်းနေကြတယ်။အနောက်ရောက်အလင်းနံကလောလီပဲ။ သူကဒက်ရှေကိုကင်ပြီးထူးထူးညွန့်ညွန့်တိုက်ခိုင်းနေတယ်။ပထမဆုံးသူနဲ့တိုက်ခိုင်းနေတာကအဆင့်၅မှရှိတဲ့ဝူဂျာအခုတော့ဝူဂျာမဟုတ်တော့ဘူးအဆင့်၃မှရှိတဲ့မူဂူဖြစ်သွားပြီးမူဂူကအယိုဒါကြီးကိုတုံးပြီးလောလီကိုတိုက်ခိုက်တယ်။သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုနေရာတန်နေရာကနေလူတချို့ကကြည့်နေကြတယ်။လှန်ရှေကိုကင်ထားတဲ့သူကပြောတယ်။ဒီအသက်ရွယ်နဲ့ဒါလောက်ပြင်းထန်တဲ့အစွမ်းကိုပိုင်ဆိုင်ထားတဲ့ဆိုတော့သူမကခေသူမဟုတ်ဘူးပဲ။ဒါကိုသူ့ရဲ့ဘေးနားမှရှိတဲ့ဝူဂျာကပြောတယ်။တန်းလောင်မင်းလည်းဒီကောင်မလေးကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး။ ဘူဂျာကလော်လီရဲ့အစွမ်းကိုကောက်ကောက်သိတယ်။သူဝင်းချင်းအစီမံနေနဲ့တိုက်ခိုက်ပေမဲ့လည်းလော်လီကိုမနိုင်ခဲ့ဘူး။စန်ရှန်နဲ့လီရွှန်တုံးကပြန်ကောင်းသွားပြီဆိုတော့တိုက်ပွဲကပိုပြီးတော့ပြင်းထန်မှုပဲရှိတော့တယ်။ဒီနေ့ဖို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်။